อืมဒီမှာကြည့်မယ်ဒီမှာကတောင်းပန်လေးကတစ်ခု2ခု3ခု4ခုပြီးလို့ရှိရင်အနားလေးတို့လည်းကြည့်မယ်ဒီဘက်ဒီဘက်ကအနားလေးဒီဘက်ကအနားလေးမျက်နှာချင်းဆိုင်အနားလို့ခေါ်တယ်အဲ့ဒီမျက်နှာချင်းဆိုင်အနားလေးကလည်းညီမယ်ဒီအပေါ်အောင်မျက်နှာချင်းဆိုင်အနားလေးကလည်းညီမယ်ဆိုလို့ရှိရင်ဒီပုံကဒေါင်းမန်စတူကန်ဖြစ်တယ်ဆိုတော့ပြောခဲ့ပြီလားနော်ဟုတ်ပြီဒီတစ်ခါကြက်လို့ရှိရင်ဒီပုံလေးကိုဒီတိုင်းမထားတော့ ဒီပုံလေးကိုဒီတိုင်းထားတော့ဒီပုံလေးကိုဘယ်လိုလုပ်လိုက်မလဲဆိုတော့ဒီဘက်မှာတွေ့လာဒီဘက်မှာဒေါင်လေးတစ်ခုဒီဘက်မှာဒေါင်လေးတစ်ခုဒီမှာဒေါင်လေးဒီမှာဒေါင်လေးဒါပေမဲ့ဒေါင်နှစ်ခုကိုပဲသုံးမယ်ဒေါင်နှစ်ခုကိုဘယ်လိုသုံးမလဲဆိုလို့ရှိရင်ဒီဒေါင်လေးနဲ့ဒီဒေါင်လေးကိုသုံးမယ်အဲ့ဒါလေးကိုဘယ်လိုသုံးမလဲဆိုတော့ဒီမှာပေရန်လေးတွေ့တယ်နော်ဒီမှာဒီမှာကြည့်မယ်ပြီးရင်ဒီဘက်ကဒေါင်ဒီအလဲကလေးနဲ့ဒီမှာဒေါင်အစွန်လေးနဲ့ဒီဘက်ကဒေါင်အစွန်လေးကိုဖြတ်လိုက်မယ် ဒီလိုလေးခဲတံလေးနဲ့ဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်အဲ့ဒီဖြတ်တာကိုလည်းအဲ့ဖြတ်တဲ့အတိုင်းဒီတိုင်းမထောက်ဘလို့လုံးမှလဲဆိုလို့ရှိရင်ဘလို့လုံးမလဲဆိုလို့ရှိရင်ဒီဆော့ဆော့နာတော့ဖြတ်လိုက်တဲ့ဟာလေးတွေ့ရမလားဒီဒီမှာခဲတံလေးချစ်လိုက်တာတွေ့ရမလားအဲ့ဒါလေးကိုဒီမှာကက်ကြီးလေးနဲ့ဖြတ်မှာကက်ကြီးလေးနဲ့ဖြတ်မှာဟုတ်ပြီလားဒီချာလေးကြည့်မနော်ကက်ကြီးလေးနဲ့ဖြတ်မှာဘာလေးဖြစ်လာမလဲဆိုတော့ကြည့်မယ်ကက်ကြီးလေးနဲ့ဖြတ်မှာ ဟုတ်ပြီအဲ့လိုမျိုးလေကက်ကြီးလေးနဲ့ဖြက်လိုက်ပြီဆိုတော့ဒီမှာကြည့်အောင်ဒီမှာတစ်ခုတစ်ခုရလာပြီဒီမှာကဒီမှာတစ်ခုဒီမှာတစ်ခုအဲ့ဆိုနှစ်ခုရလာဒီမှာကြည့်ကြည့်လာကြည့်ကြည့်လာအဲ့ဆိုဘာပုံလေးလဲအနာဘဏနာလဲ အနာဟုတ်တယ်အနာ တနာနှစ်နာသုံးနာသုံးနာဆိုလို့ရှိရင်ဘာပုံလဲတတိကံပုံဟုတ်တာပေါ့ပြီးလို့ရှိရင်ဒီဘက်ကပုံလေးလည်းကြည့်လိုက်ပါအောင်တနာနှစ်နာသုံးနာဟုတ်ပြီသုံးနာဆိုတော့ပြောထားရလေသုံးနာဆိုလို့ရှိရင်တတိကံလို့အနာသုံးနာတာပါမယ်ဆိုရင်အနာသုံးနာနဲ့ဖွဲ့စည်းထားတဲ့ပုံဆိုရင်တတိကံလို့ပြောထားတယ်ဒါမဲ့ဒီမှာကျတော့နောက်တစ်ထူးခြားချက်လေးတစ်ခုရှိရတွေ့လားဒီမှာထူးခြားချက်လေးတစ်ခုရှိရဒီမှာကြည့်အောင် ဟုတ်ပြီထူးခြားချက်လေးကိုဒီမှာကြည့်ကြည့်လိုက်ဒီမှာတွေ့လားဒီမှာတောင်းမှန်လေးတစ်ခုတွေ့လားတောင်းမှန်လေးတစ်ခုကြံနေပြီသူတို့ကကျတော့ဒီမှာအလဲကောင်ပြတ်သွားပြီဆိုတော့မရှိတော့တောင်းမှန်မဟုတ်တော့ဒီမှာတောင်းမှန်လေးတစ်ခုဒီမှာလည်းဒီဘက်ကပုံလေးမှာလည်းဒီမှာတောင်းမှန်လေးတစ်ခုဒီဘက်ကဟာလေးကတော့ပြတ်သွားပြီတောင်းမှန်မဟုတ်တော့သူတို့ကနည်းနည်းလေးပဲကြံနေတယ်တွေ့လားဟုတ်ပြီအဲ့လိုတောင်းမှန်လေးတစ်ခုတာပါတဲ့ပုံကိုကျတော့ဘာပုံဖြစ်သွားပြီလဲဆိုတော့သူကတောင်းမှန်တတိကံပုံဖြစ်သွားပြီတတိကံရိုးရိုးတတိကံမဟုတ်တော့တောင်းမှန်လေးတစ်ခုပါတဲ့အတွက်ကြောင့်မလို့ ဒေါင်းမှန်တရိကံဖြစ်သွားပြီဟုတ်ပြီနော်ဒီတိုင်းမဲ့အနာသုံးနာနဲ့တရိကံမဟုတ်တော့ဘူးနော်တရိကံတော့တရိကံဒါပေမဲ့ဒေါင်းမှန်လေးတစ်ခုပါတဲ့အတွက်ကြောင့်မလို့ဒေါင်းမှန်တရိကံတရိကံတော့တရိကံဒေါင်းမှန်လေးတစ်ခုပါတဲ့အတွက်ကြောင့်မလို့ဒေါင်းမှန်တရိကံโอเคလားအဲအဲ့လိုမျိုးလေးနော်ဒါတရိကံဆိုအဲ့လိုမျိုးလေးဒေါင်းမှန်တရိကံဆိုတော့ဒါဒါမျိုးလေးပေါ့နော်အဲ့လိုလေးပါ